မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဝိပဿနာတရားလုံးအထောက်တဲ့ပုဂ္ဂိုလ်များကိုဟောကြားထားတော်မူခဲ့တယ်။ဘယ်လိုဟောကြားထားခဲ့သလဲဆိုတော့သမာဓိဘေခွေဘာဝိထသမာဟိတောယထာဘုဒ္ဓံပဇာနာတိဘေခွေခြေသားတို့သမာဓိသမာဓိတရားကိုဘာဝိထ ပွားများတဲ့ပွားများအောင်ကြိုးစားလိုက်ကြပါကုန်လို့တမာဟိတောတမာရီကိုပွားများလို့စိတ်ကလေးတွေတည်တတ်နေမယ်တည်ငြိမ်နေမယ်တည်ကြည်နေမယ်ဆိုရင်ယထာဘုဒ္ဓပ္ပသနာတိအမှန်တရားကိုအမှန်တိုင်းသိပါလိမ့်မယ်တဲ့ဒီလိုဟောကြားထားကြတော့မှုခဲ့ပါလေအမှန်တရားဆိုတာဘာတွေလဲလို့ဆိုတော့ပရမတ္ထ တရားတွေပါပဲပရမတ္ထတရားဆိုတာဘာတွေလဲလို့မေးရင်စိတ်တရားရယ်စိတ္တိတရားရယ်ယုတ်တရားရယ်နိဗ္ဗာန်တရားရယ်အဲ့ဒီတရား၄ပါးပါပဲအဲ့ဒီတရား၄မျိုးရှိတဲ့အထက်မှာဝိပဿနာလုပ်ငန်းကိုဝင်တဲ့ပုဂ္ဂိုလ်များအတွက်အရှုပ်ခံတရားအဖြစ်နဲ့ရှုရမယ့်တရားတွေက စိတ်ရဲ့စိတ္တရဲ့ရုပ်ရဲ့အဲ့ဒီတရား၃မျိုးပဲဖြစ်ပါတယ်အဲ့ဒီတရား၃မျိုးတွေကမိမိတို့ရဲ့တဏ္ဍာမှာအမှန်တရားတွေဘလို့မှန်တယ်လဲဆိုတော့သူ့ရဲ့သဘာဝအမှန်ရှိနေတာကိုပြောတာပါဒီတော့ပညာတရားရဲ့ပရမတ်တရားရဲ့ဆိုတာလည်းမျိုးရှိတယ်ပညာဆိုတာကပုံမှန်တရားအကောင်အထည်ကို ကြည့်ပြီးတော့ နာမည်ပေးထားတာမဟုတ်လို့အကောင့်ထဲပြောင်းသွားတာနဲ့ပုံမှန်တရပြောင်းသွားတာနဲ့တပြိုင်နက်နာမည်လည်းပြောင်းသွားတာပဲပရမခန္ဓာဆိုတာကအကောင့်ထဲမရှိဘူးအထက်တရမရှိဘူးထို့မရှိဘူးအထယ်ပြောက်ခန္ဓာကြီးပါပညာကအထယ်ခန္ဓာပရမကအထယ်ပြောက်ခန္ဓာပညာက ပြောခန္ဓာပရမကသဘောခန္ဓာသဘောခန္ဓာဖြစ်တဲ့အတွက်တဲ့ အဲ့ဒီသဘောတရားလေးဟာဘယ်တော့မှပြောင်းလဲတယ်ဆိုတာမရှိဘူးဘယ်ဘုက္ခုဘယ်တတဝါရဲ့တဏ္ဍာမပဲဖြစ်ဖြစ်ဒီသဘောတရားလေးဟာဒီသဘောတိုင်းပဲဖြစ်ပေါ်နေမှာပါပဲအဲ့ဒီလိုသူ့ရဲ့သဘောကို မစွန့်တဲ့တရားမျိုးဟာပရမတ်တရားလို့ဒီလိုခေါ်တယ်စိတ်စရာတိတတ်တဲ့သဘောရှိတယ်သူကလည်းသူ့ရဲ့သဘောကိုမစွန့်ပါဘူး ယုတ်ဆရာဖောက်ပြတဲ့သဘောရှိတယ်သူလည်းသူ့ရဲ့သဘောကိုမစွန့်ပါဘူးဘယ်ဘောကဘယ်တတ္တဝါရဲ့သဏ္ဍာန်မှာပဲဖြစ်ဖြစ်ယုတ်တရားမှန်ရင်ဖောက်ပြနေတာပဲစိတ်မှန်ရင်သိနေတာပဲဝေဒနာမှန်ရင်ခံစားတဲ့သဘောတွေရှိနေတာပဲအဲဒီလိုသရောရဲ့သဘောကိုမစွန့်နေရတဲ့အဲ့ဒါကိုပရမတ္ထတရားလို့ဒီလိုခေါ်တယ်အဲဒီပရမတ္ထတရားလေးတွေဟာမိမိတို့ရဲ့သဏ္ဍာန်မှာဖြစ်လဲဖြစ်တတ်တယ်ပြည်လဲပြတ်တတ်ပါတယ်ဘယ်အချိန်မှာဖြစ်တယ်လဲဆိုတာအကြောင်းတိုက်ဆိုင်တဲ့အချိန်မှာဖြစ်တယ် ဘာကြောင့်ဖြစ်တယ်လဲဆိုရင်အကြောင်းတိုက်ဆိုင်လို့ဖြစ်တယ်။ဘယ်နေရာမှာဖြစ်တယ်လဲဆိုရင် မျက်စိနာတဲ့ကောင်လျာကိုစိတ်ဆိုတဲ့ဌာန6ခုမှဖြစ်ပါတယ်။ဒီတော့မျက်စိနာတဲ့ကောင်လျာကိုစိတ်ဆိုတဲ့ဌာန6ခုသည်ပြစ္ဆုတ်ပါခန္ဓာပေါ်ရာဌာန6ဌာနပဲဖြစ်ပါတယ်။ပြစ္ဆုတ်ပါခန္ဓာကလေးတွေဟာအကြောင်းတိုက်ဆိုင်တဲ့တိုက်ဆိုင်တဲ့အကျိုးတရားဖြစ်နေပေါ်နေကြတယ်။ အဲ့ဒီပေါ်နေတဲ့အကျိုးတရားလေးတွေဟာမျက်စိမှာလဲပေါ်တယ်နားမှာလဲပေါ်တယ်နှာခေါင်းမှာလဲပေါ်တယ်လျှာမှာလဲပေါ်တယ်ကိုယ်မှာလဲပေါ်တယ်နောက်ဆုံးစိတ်မှာလဲပေါ်တယ်တဲ့အဲ့ဒီ၆ဌာနမှာပေါ်တဲ့ခန္ဓာကလေးတွေဟာဝိပဿနာရဲ့အရှုပ်ကခန္ဓာကလေးတွေပဲအဲ့ဒီဝိပဿနာရဲ့အရှုပ်ကခန္ဓာကလေးတွေကိုသိဖို့ရန်ဆိုတာကတမာတိမပါပဲမသိပါဘူးတမာတိပါမှသိတာပါ သမာဓိဆိုတာကဘာပြောတာလဲဘုအာယုံတစ်ခုပေါ်မှာစိတ်ကလေးကို စိုက်ချထားခြင်းကိုသမာဓိလို့ဒီလိုခေါ်တယ်။ဒီတော့ရှုငံခန္ဓာကလေးတွေအပေါ်မှာမိမိရဲ့စိတ်ကိုစိုက်ချမထားဘဲနဲ့ဒီရှုငံခန္ဓာရဲ့သဘာဝကိုပိုင်ပိုင်ခြားကြမသိနိုင်ပါဘူး။ဒါကြောင့်ဟောဒီရှုငံခန္ဓာတို့ရဲ့သဘာဝကိုပိုင်ပိုင်ခြားကြသိဖို့ဆိုတာကမိမိတို့ရဲ့စိတ်ကလေးကိုရှုငံခန္ဓာအပေါ်မှာတည်ငြိမ်နေအောင် စိုက်ချထားဖို့လိုအပ်ပါတယ်အဲဒီလိုစိုက်ချထားဖို့ရန်အတွက်တမာရိကလည်းပဲဘလို့ကိုကြီးယူရတယ်လဲလို့ဆိုတော့တတိနဲ့ဝရိယအကိုကြီးကိုယူရပါတယ်တတိတရားကလေးကအရှုကခန္ဓာကလေးကိုညွှန်ပြပေးနေတယ်ဟောရအရှုကခန္ဓာလေးပဲဟောရစိတ်ရဲ့သဘောလေးပဲဟောရဝေဒနာရဲ့သဘောလေးပဲဟောရရုပ်ရဲ့သဘောလေးပဲလို့တတိတရားကလေးကအမြဲတမ်းညွှန်ပြပေးနေပါတယ်ဒါကိုတတိကတ်တယ်လို့ဒီလိုခေါ်တယ် တတိမကန်လို့ရှိရင်ဘယ်လိုပဲအရှုခံခန္ဓာကလေးတွေပေါ်냐တော့လည်းပဲအရှုခံခန္ဓာရဲ့လို့မသိနိုင်ပါဘူးတတိကထာမှာသိတာပါဒါကြောင့်အရှုခံခန္ဓာကလေးကိုညွှန်ပြမေးနေတာကတတိအရှုခံခန္ဓာကလေးတွေအပေါ်မှာအာယုံဆိုင်နေအောင်ကြိုးစားနေတာကသမဝရိယအဲဒီအရှုခံခန္ဓာကလေးတွေကိုတွေ့ပြီဆိုရင်အရှုခံခန္ဓာကလေးတွေပေါ်မှာစိတ်ကလေးစိုက်ချပြီးတော့အာယုံရပါစင်မသွားစီပဲနဲ့ အရှုခံခန္ဓာကိုပဲစူးစူးဆိုက်ဆိုက်ကြည့်နေမိတာကအဲ့ဒါတမာတိရဲ့သဘောပါပဲအဲဒီလိုတတိယတမာတိရဲ့ဝရိယရဲ့ဆိုတဲ့တရားသုံးမျိုးဆုံးလာပြီဆိုရင်မိမိရဲ့စိတ်ဟာတခြားတစ်ပါးသောအာယုန်လေးစီးတို့မရောက်တော့ဘဲနဲ့အရှုခံခန္ဓာပေါ်မှာပဲစူးစူးဆိုက်ဆိုက်ဖြစ်နေတယ်တည်ငြိမ်နေတယ်ကြားရောက်နေတယ်အဲဒီလိုဆိုတော့အရှုခံခန္ဓာမှတစ်ပါး မိမိရဲ့စိတ်ဟာတခြားတစ်ပါးစီမရောက်တော့တဲ့အတွက်ပုဂ္ဂတတပါးစီလည်းစိတ်မရောက်တော့ဘူး။ယောက်ျားမိမစီလည်းစိတ်မရောက်တော့ဘူး။ဒုပောင်ကခြေလက်စီလည်းစိတ်မရောက်တော့ဘူး။ငါပဲသူပဲပုဂ္ဂတတပါးပဲဆိုတဲ့အမြင်တွေပြောက်ပြီးတော့အဲ့ဒီအမြင်ကလေးတွေလောလောဆယ်မပေါ်ပေါက်ဖဲနဲ့။ဟောဒါလေးကရောရဲ့သဘောလေးပဲ။ဖောက်ပြန်တဲ့သဘောလေးပဲ။ဟောဒါလေးကနိုင်ရဲ့သဘောလေးပဲ။တိတတ်တဲ့သဘောလေးပဲ။ သိတဲ့သဘောမှလည်းပဲဩဒါနိယစိတ်ရဲ့သဘောပဲဩဒါနိယဝေဒနာရဲ့သဘောပဲလို့အဲ့ဒီလိုယောဓမနန္ဒမလေးတွေရဲ့သဘာဝတရားကလေးတွေကိုစွတ်စွတ်ဆိုင်ဆိုင်နဲ့ရှုမှတ်သုံးသပ်လိုက်နိုင်မယ်ဆိုရင်မိမိတို့ရဲ့ဉာဏ်ကလေးဟာကျင်းလည်လာပါလိမ့်မယ်။ဘာဖြစ်လို့ကျင်းလည်လာသလဲဆိုတော့အရှုခံခန္ဓာအပေါ်မှာသမာဓိလေးနဲ့စိုက်ထားတဲ့အချိန်မှာကိလေသာတရားနဲ့ကြားမှုန်မှု ကိလေသာနှောင့်ယှက်တွေကင်းပြီးတော့ကိလေသာပူလောင်မှုတွေငြိမ်းချမ်းနေတဲ့အချိန်ခါမဟုတ်လို့ဉာဏ်ကလေးဟာကျင်းနေနေတဲ့အချိန်ခါဖြစ်ပါတယ်ကျင်းနေနေမဲ့တရှိနေမဲ့အေးချမ်းနေမဲ့ငြိမ်းသက်နေမဲ့အဲဒီလိုငြိမ်းသက်နေတဲ့အချိန်ခါမျိုးမှာကျင်းနေနေတဲ့အချိန်ခါမျိုးမှာအေးချမ်းနေတဲ့အချိန်ခါမျိုးမှာမိမိတို့ရဲ့စိတ်ထဲမှာဝိပဿနာဉာဏ်ကလေးတွေတဆင့်တက်ပြီးတော့ပေါ်လာပါလိမ့်မယ် အဲဒီဝိပဿနာဉာဏ်ကလေးပေါ်လာပြီဆိုရင်ဝိပဿနာဉာဏ်ရဲ့လုံကဟာသမသမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပတရားနှစ်ပါးရှိပါတယ်။သမာဓိဋ္ဌိကအမှန်တိုင်းမြင်တာသမာသင်္ကပ္ပကအမှန်တိုင်းတွေးတာ။ဒါကသမာသင်္ကပ္ပဆိုတဲ့အမှန်တိုင်းတွေးမှုကြံမှုစဉ်းစားမှုလေးကို ခြေခံပြီးတော့သမာဓိဋ္ဌိဆိုတဲ့အမှန်တိုင်းမြင်မှုလေးတွေဖြစ်ပေါ်လာတာပါ။သမာဓိမကင်းသုံးပါးကရှုခန်းခန္ဓာကို တက်ပေးနေတယ်အရှုခံခန္ဓာအပေါ်မှာစိတ်ကလေးကြားရောက်နေအောင်ကြိုးစားပေးနေတယ်အဲဒီလိုကြားရောက်နေတဲ့အခါမှာသမ္မသင်္ကပ္ပမဲ့ကင်နဲ့တွေးကြည့်လိုက်တဲ့အခါကျတော့အော်ဒါလေးဟာပုဂ္ဂိုလ်တ attva လည်းမပါဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးတို့ပေါကခြေလက်ဆိုတာလည်းမဟုတ်ဘူးအကောင်ထဲမရှိဘူးအထက်တရက်မဟုတ်ဘူးဒါလေးဟာသဘောတရားလေးပဲဒါလေးဟာသဘောတရားလေးပဲသူ့ရဲ့လက္ခဏာက အော်ရုပ်ဆိုရင်ဖောက်ပြန်တဲ့လက္ခဏာရှိတယ်နာမ်ဆိုရင်သိတတ်တဲ့လက္ခဏာရှိတယ် အဲ့ဒီလက္ခဏာလေးကဒါလေးဟာယုံနာရဲ့လက္ခဏာလေးပဲလို့အဲ့ဒီလိုသမာသင်္ကပ္ပမဲ့ကလေးနဲ့တွေးပြီးတော့မှန်မှန်ကန်ကန်တွေးကြည့်လိုက်တဲ့အခါကျတော့မှပညာဆိုတဲ့မဲ့ကင်သမာဒိဋ္ဌိမဲ့ကင်ကဟုတ်တယ်ဒါဟာယုတ်တရားပဲယုတ်တရားမှယုတ်တရားအစစ်ပုဂ္ဂိုလ်တတ္တဝါဒရာလုံးဝမဟုတ်ဘူးနန္တရားမှနန္တရားအစစ်ပုဂ္ဂိုလ်တတ္တဝါဒရာလုံးဝမဟုတ်ဘူးဒုမ္မကခြေလဲဆိုတာလည်းလုံးဝမဟုတ်ဘူးဒုမ္မကခြေလဲဆိုတာကဘုံမှန်တရား အကောင်ထဲထထရာကြီးကြည့်ပြီးတော့ပညာတင်ထားတာဟောဒီသဘောတရားလေးဟာဒီပေါင်းကချိလက်လက်မဟုတ်ဘူးပုဂ္ဂိုလ်တတ္တဝါလည်းမဟုတ်ဘူးဒါကြောင့်သဘောနဲ့တန်သဘောလေးပဲယုတ်တရားနဲ့တရားလေးပါပဲလို့အဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်တာဟာတမ္မာဒိဋ္ဌိရဲ့အလုပ်ပါပဲအဲ့ဒီတမ္မာဒိဋ္ဌိအသိဉာဏ်လေးနဲ့ယုတ်သဘောနဲ့သဘောလေးတွေကိုသိပြီဆိုရင်စိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတမ္မာဒိဋ္ဌိအသိလေးနဲ့ကြည့်လိုက်တိုင်းကြည့်လိုက်တိုင်း ညာသဘောနဲ့သဘောလေးတွေရဖြစ်တာကိုလည်းမြင်မယ်ပြက်တာကိုလည်းမြင်မယ်ပရမဖြစ်တာကိုမြင်တယ်လို့ထင်ရမယ်နောက်ပိုင်းဖြစ်တာနဲ့ပြက်တာလည်းကိုမြင်တယ်လို့ထင်မယ်အဲကြည့်ပါများလားလို့ဖြစ်တာပြက်တာလေးတွေမြင်လာတဲ့အခါကျတော့ဖြစ်တာကိုတော့မမြင်တော့ဘူးအပြက်ကလေးတွေတက်စီပြီးတော့ဖောက်ပြက်ပြက်စီးနေတဲ့သဘောတရားတွေပါပဲလို့ဉာဏ်ကလေးကဆုံးမဲ့ခြင်းချလိုက်နှိမ်ပါတယ်အဲဒီလိုဆုံးမဲ့ခြင်းချလိုက်နှိမ်တဲ့အချိန်ဟာ အပြက်ကိုမြင်တဲ့အချိန်မှာပဲဒီတော့ပြောရောပြောစရာဖြစ်ဥရိယဗျာဆိုပြီးတော့ဖြစ်သဘောပြက်သဘောကိုမြင်တယ်လို့ဒီလိုပြောကြတာပါပဲအမှန်ကတော့အဖြစ်ကိုမြင်တယ်ဆိုတာတန်တတိသဘောအဖြစ်သော်လည်းကောင်းအတ္တသဘောအဖြစ်သော်လည်းကောင်းရှင်းတဲ့နောက်ဆက်ပြီးတော့ဖြစ်တယ်လို့ထင်ရတဲ့သဘောလေးကိုမြင်လိုက်တာပါပဲ။ တကယ်တမ်းယောဓမဏ္ဍမလေးတို့ရဲ့ခဏိကသဘောနဲ့ဖြစ်လာတာကို မတွေ့ရပါဘူး။ဘာဖြစ်လို့မတွေ့ရသလဲဆိုတော့အဲ့ဒီတရားကလေးတွေဖြစ်နေတုန်းမှာအရှုဉဏ်တရားကလေးကလည်းပဲပေါ်ကွင်းမရသေးဘူး။ရှင်းစက်ကလေးပြတ်သွေးပြတ်ပြီးတော့မှ နောက်စက်ကလေးပေါ်လာဖြစ်တဲ့အတွက်ရှင်းစက်ကလေးပေါ်နေတော့မှနောက်စက်ပေါ်ကွင်းမရပါဘူး။ဒါကြောင့်မလို့ခဏိကသဘောမျိုးနဲ့ပေါ်လာတဲ့စိတ်ကိုသိခွင့်မရလိုက်ပါဘူး။ ဒါပေမဲ့အဲ့ဒီစိတ်ကလေးတွေကဒီမျိုးနဲ့ဖြစ်တာမဟုတ်ဘူးတစ်ခုပြီးတစ်ခုထက်ကထက်ကထက်ကဖြစ်နေတဲ့အခါကျတော့တစ်ခုနဲ့တစ်ခုဖြစ်နေအပြကွင်းဆက်ကလေးတွေအဲ့ဒါလေးတွေမြင်လိုက်တော့ဩဒါရုပ်သဘောလေးတွေဖြစ်နေတာပဲဒါနံသဘောလေးတွေဖြစ်နေတာပဲလို့ဒီလိုကောက်ချက်ချလိုက်ကြပါတန်တတိသဘောမျိုးနဲ့မြင်လိုက်တာပါအတ္တသဘောမျိုးနဲ့မြင်လိုက်တာပါအဲ့ဒါကြောင့်မို့လို့ ညာကလေးရင့်တန်လာလို့တကယ်တမ်းကြည့်လိုက်တဲ့အခါကျတော့အဖြစ်မဟုတ်ဘူးဒါလေးကအပြက်တည်းကြီးပဲဆိုတာအပြက်ရဲ့သဘောတွေကိုပဲတဏ္ဍာစားနဲ့မြင်လာပါလိမ့်မယ်အဲဒီလိုအပြက်တည်းကြီးပဲတဏ္ဍာစားနဲ့မြင်လိုက်တဲ့အခါကျတော့ရက်ခနဲ့ရက်ခနဲ့ရက်ခနဲ့ဖြစ်တယ်လို့ထင်ပြီးတော့ကြည့်လိုက်မတွေ့တော့ဘူးပြတ်သွားပြီယုတ်တရားကလေးဖြစ်တယ်ထင်ပြီးကြည့်လိုက်မရှိတော့ဘူးပြတ်သွားပြီနတ်တရားကလေးဖြစ်တယ်လို့ထင်လို့ကြည့်လိုက်မရှိတော့ဘူးပြတ်သွားပြီ အပြတ်တွေကြီးပဲတရားနည်းစားတဲ့မြင်လာတဲ့အခါကျတော့အော်ဒီပြအဲဒုက္ခပေးတာပဲအများရန်ဖောက်ပြန်ပြည့်စည်နေတာဘယ်လိုမှချမ်းသာဒုက္ခမှမဟုတ်ဖဲပဲဖောက်ပြန်ပြည့်စည်နေတဲ့သဘောကဒုက္ခရဲ့သဘောပါပဲအဲဒီဒုက္ခကြီးနေပြည့်ယုံပါတယ်မုံပါတယ်ညီငွေပါတယ်ဆိုတဲ့ဉာဏ်ကလေးကြီးညင်းကျက်ပြီးတော့အဲဒီဒုက္ခသစ္စာခန္ဓာကိုယ်ကြီးနဲ့မနေကျင်တော့ပါဘူးမရကျင်တော့ပါဘူးပြန်မဖြစ်ကျင်တော့ပါဘူးဆိုတဲ့ဟောဒီဒုက္ခကြီးမှလွတ်မြောက်လို့တဲ့စိတ်ကလေးတွေဟာလည်းပဲ ဉာဏ်ကလေးတွေဟာလည်းပဲအလုံးလုံးပေါ်လာပါလိမ့်မယ်။အဲဒီလိုပေါ်လာတဲ့အခါမှာဟောဒီဖြစ်ပြဒုက္ခသစ္စာကြီးရဲ့ဒုက္ခသစ္စာအမှန်တန်းကိုတွေ့မြင်လိုက်တဲ့အတွက်မိမိရဲ့သဏ္ဍာန်မှာဘလို့မှသာယာလို့မရ၊နှစ်တလုံးမရ၊တမဲလို့မရ။ဖောက်ပြန်ပဲဆင်းနေတဲ့သဘောတရားကြီးကိုမြင်တိုင်းမြင်တိုင်းသာယာတမဲနှစ်တဲ့သဘောတရားတွေပင်ပြီးတော့အဲ့ဒီဖောက်ပြန်ပျက်စီးတတ်တဲ့သဘောတရားမှာလုံငင်းချမ်းသာခွင့်ကိုသာလိုချင်တဲ့ ရင်ကျက်တဲ့ဉာဏ်ကလေးတွေဖြစ်ပေါ်လာပါတယ်။အဲဒီရင်ကျက်တဲ့ဉာဏ်ကလေးတွေဟာယုံနာခန္ဓာကိုယ်ရဲ့ဖြစ်ပျက်ကိုမြင်တယ်။ယုံနာခန္ဓာကိုယ်ရဲ့ဖြစ်ပျက်ကို မြင်ပြီဆိုကြတဲ့ကဝေဒနာကြည့်ပြီမဲ့ဝေဒနာမမြင်တော့ဘူးအပြက်ကိုသာမြင်တယ်။စိတ်ကြည့်ပြီမဲ့စိတ်ကိုမမြင်တော့ဘူးအပြက်ကိုသာမြင်တယ်။ခန္ဓာကြည့်ပြီမဲ့ခန္ဓာမမြင်တော့ဘူးအပြက်ကိုသာမြင်တယ်။အဲဒီလိုမြင်လိုက်တဲ့အတွက်ဒါခန္ဓာဆုံးတယ်လို့ဒီလိုခေါ်တယ် ဖောက်ပြန်ပြန်ဆင်းနေတဲ့သဘောတရားတွေကိုသာအများအားတွေ့နေရတဲ့အတွက်ဒီပုံမှာတရားမှုတတ်မှတ်မှုကိလေသာတရားတွေလည်းပဲကင်းစင်ပြီးတော့သွားတယ်။အဲဒီတော့ကင်းစင် သွားတဲ့အချိန်ကကိလေသာဆုံးတယ်လို့ဒီလိုခေါ်တယ်။ခန္ဓာလည်းဆုံးကိလေသာလည်းဆုံး။ခန္ဓာဆုံးကိလေသာဆုံးပြီးတော့ဟောဒီဉာဏ်ကလေးကဘယ်ကိုပြည့်ဝင်သွားတတ်တယ်လို့ဆိုတော့ဖြစ်ပျက်ကိုကြည့်နေရင်ကနေပြီးတော့ နိဗ္ဗာန်ဆိုတဲ့ဆွဲကံရာကိုရတဲ့အခါမှာဖြစ်ပျက်ကိုဆက်ပြီးတော့မကြည့်တော့ဘဲနဲ့သူ့ရဲ့ဉာဏ်ကဖြစ်ပျက်တို့ရဲ့ကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုသာလုံးလုံးရရအာယုံပြုတ်လိုက်ပါတော့တယ်။အဲဒီလိုလုံးလုံးရရအာယုံပြုတ်လိုက်တဲ့အချိန်ကိုနိဗ္ဗာန်စီသို့ပြေးဝင်တယ်လို့ဒီလိုတင်စားပြီးတော့ပြောလိုက်တာပါပဲ။အေးအဲဒါကြောင့်မိမိတို့ရဲ့ဉာဏ်ကလေးဒီခပ်ပရမတော့ခန္ဓာကိုကြည့်တယ်နောက်တခါခန္ဓာမတွေ့တော့ဘူးဖြစ်ပျက်ကိုတွေ့တယ် ဖြစ်ပြတွေးတဲ့အချိန်မှာခန္ဓာကိုယ်စွန့်တယ်။ဖောက်ပြန်ပြစင်းနေတဲ့သဘောပါပဲလို့သိတဲ့အချိန်ဟာကိလေသာကိုစွန့်တာပါပဲ။ခန္ဓာစွန့်ကိလေသာစွန့်လို့နောက်ဆုံးလောကကိစ္စတော့စွန့်နိုင်တဲ့အချိန်လေးကြရောဖြစ်ပြကိုမကြည့်တော့ဘဲနဲ့ဖြစ်ပြလို့ရကုံဆုံးရဖြစ်တဲ့မဖြစ်မပြတဲ့နိဗ္ဗာန်ချမ်းသာကိုသာမိမိရဲ့ဉာဏ်အမြင်ကလေးကလှည့်သွားပါတော့တယ်။အဲ့ဒီလှည့်သွားခြင်းကိုနိဗ္ဗာန်ကိုပြည့်ဝင်တယ်လို့ဒီလိုခေါ်သိရတဲ့အတွက်ယောဂီပေါ်တော်ကောင်းတို့ဟာ မိမိတို့ရဲ့တဏ္ဍာမနိဗ္ဗာန်ချမ်းသာဆိုတဲ့အမြိုက်ဓာတ်ကိုမိမိတို့ရဲ့ဉာဏ်ကလေးနဲ့ရရှိခံစားနိုင်ရလေအောင်ပထမဆုံးသမာဓိတရားကလေးစွတ်စွတ်ဆက်ဆက်ဖြစ်အောင်ကြိုးစားပေးပါသမာဓိတည်လာပြီဆိုရင်ဝိပဿနာပညာများလည်းပဲအလိုနဲ့ရောက်ပေါ်လာမှဖြစ်တဲ့အတွက်ဝိပဿနာဉာဏ်ဘက်ကိုကိုးပြီးတော့ဖြစ်ပြတဲ့မြာကနေဖြစ်ပြတဲ့မုံဖြစ်ပြတဲ့မုံရာကနေဖြစ်ပြတဲ့ဆုံးပြီးတော့နိဗ္ဗာန်ချမ်းသာဆိုတဲ့အမြတ်တတ်သူ ပြည့်ဝနေအောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်